ဆရာကြီးတခင်ကိုတော်မိုင်းရဲ့139နှစ်ပြည့်မွေးနေ့ကိုမတ်လ23ရက်နေ့ကရန်ကုန်မြို့တော်ဝင်နင်းစီမှာစီစီကကကျင်းပခဲ့ပါတယ်။ဆရာကြီးတခင်ကိုတော်မိုင်းဂူပိမှန်ထိန်ထိန်ဆောင်ရှောက်ရေးအဖွဲ့ကဥဆောင်ပြုလုပ်ခဲ့တဲ့ဒီမွေးနေ့ပွဲအခမ်းအနားကိုဆိုင်ရေးဆရာမောင်မိုးသူဆရာမခင်ဆွေဦးဟန်တာဝရီဦးဝင်းတင်နဲ့အတူ88မျိုးဆက်ကျောင်းသားကောင်းဆောင်ကိုမင်းကိုနိုင် ဘာကတအမျိုးဆက်တစ်ចောင်းသားတွေကြပြဆရာတွေတက်ရောက်ခဲ့ကြပါတယ်ဒီလိုရတော့ဆိုင်ကြည့်ကိုတော့တောင်းတဲ့ပုံနဲ့ဝင်နေခါကြတာဆိုင်ရဒီဘောတစ်ဆောင်လုံးတာတိုင်းပြည်အတွက်နိုင်ငံရေးရလူမျိုးပေါ်ရလူမျိုးလေးယူသားလူမျိုးလေးကာလာတွေစူးစားခဲ့တယ်တော့ဒိန်းစားဆိုင်ကြည့်အောင်လို့ဟိုဆောင်ရခဲ့တယ်တော့ တိုင်းပြည်လွတ်လပ်ရတဲ့ငြိမ်းချမ်းရေးနေတယ်လေအဆောက်အုံတွေတည်တည်တည်ဆောင်ရွက်သွားမှာပေါ့နော်အဲ့ဒီလိုငြိမ်းချမ်းရေးဆောင်ရွက်မှုတွေဟာဘုန်းကြီးလေဒီပေါင်းကြီး60ကျော်70လောက်ကလုပ်ခဲ့တဲ့အချိန်လေးအတိုင်းမာဒီယာကိုချိန်ပြီးဒီနေ့ငြိမ်းချမ်းရေးဟာလိုအပ်နေစေကိစ္စကြီးဖြစ်တယ်အဲ့ဒီအတွက်လေဒီဆရာကြီးကငြိမ်းချမ်းရေးဘာလို့လုပ်ခဲ့တယ် ်ဒါဒီလိုပြည့်ဆောင်ရွက်ချက်တွေကလိုက်ကပ်ခဲ့တဲ့ဆိုတာမျိုးတွေတော့ music တည်းကစိတ်ဝင်စားကြတယ်။အဲ့အတွက်လေဒီလိုပွဲမှာဆရာကြီးကိုဖြစ်မိလိုက်ကြတယ်။နိုင်ငံရေးနဲ့ပေးရစပိန်နဲ့ပေးရပုံကိုကြီးတွေဟောပြောမှုတွေဒီလို music တည်းကိုကြားကြရတယ်သူတို့ကမြန်မာရေးစိတ်ဓာတ်ကိုလက်စင်နဲ့ဆောင်းနိုင်ငံမှာဖြစ်တယ်လို့ကျွန်တော်ယူဆတယ် မြို့သားကြီးစာဆိုတော်ကြီးဆရာကြီးတခင်ကိုတော်မိုင်းကိုဂုံပြုတဲ့ကြပြားတွေရွတ်ဖတ်ခဲ့ကြပြီးငင်းချိုင်းရီတချင်းတွေကိုလည်းဂုံပြုတီဆိုခဲ့ကြပါဗျာ